အပိုင်း၈၅ရဲ့အစားမှာတော့ကုဆန်ရှိတယောက်ဂျန်နဂျူတစ်ပင်ကြီးကပေးတဲ့အိမ်မန်ဆရိနဲ့အတူနာကျင်စွာအော်ဟစ်နေပါလိမ့်ခရမာကတော့အားလုံးကိုသူဖန်တီးထားတဲ့ဒီတစ်ပင်မိစားကြီးကမတိမချင်းသူ့သားကောင်ကိုလှုပ်ပေးတော့မှမဟုတ်တဲ့အကြောင်းကိုရှင်းပြနေပါလိမ့်ဒါကကုဆန်ရှိလို့မတိမျိုးဖြစ်နေတဲ့ကောင်အတွက်တော့အတော်လေးကိုမှစိုးပွားတဲ့ကံကြမ္မာအပြောင်းလဲလို့တောင်ပြောလို့ရပါလိမ့်အကြောင်းကတော့ဒီတစ်ပင်ကြီးမှအချုပ်ခံလိုက်ရတဲ့တာမန်ယူကိုင်းနေတော့မှအနှိမ့်တော်ကြတဲ့အထိနာကျင်မှုဝေဒနာကိုခံစားကြရလို့ပါ ။စကားဆုံးမှာတော့တိပိမိတ်ဆာကြီးကသူ့ရဲ့နှွယ်ဝင်နေနဲ့အော်ဟင်းနေတဲ့ကိုဆန်ရှီရဲ့တကူလုံးကိုနေရာလဲမကြံအောင်ရစ်ပတ်ပစ်လိုက်ပါရီ။ဒါကြောင့်ကိုဆန်ရှီရဲ့အတန်ကြီးကလည်းတဖြည်းဖြည်းတိတ်လို့သွားပါရီ။ဆန်ဆွေကဒါကိုမြင်တော့မစိုးဘူးပဲလို့ချီးကျူးနေတာပါ။အဘိယူရောက်ဆိုရင်တော့မာဂီဟာရာကိုအနိုင်ယူလိုက်ပြီဖြစ်တာကြောင့်ဆန်ဆွေရိုးအနေနဲ့တစားကန်ဖြစ်ဖန်းစီထားတဲ့ကူဝါဘာရာကိုပြန်လှုပ်ပေးရတော့မှာပါ။ဒါကြောင့်ဆန်ဆွေကသူ့ရဲ့ဂရီတိုင်းကူဝါဘာရာကိုပြန်လှုပ်ပေးလိုက်ပါရီ။အားလုံးကလည်းပဲ ကူဘာပါရာဂွေမြင်တော့ချက်ချင်းပြေးသွားကြပြီးတုတ်ထားသမျှဂျိုးရီအကုန်လုံးကိုဝိုင်းဖြည့်ပေးလိုက်ကြပါသည်ခူရာမော်ကတော့လီဘော်ကနေရုတ်တရက်ပြောက်ကွယ်သွားပြီးဂုံးမော်မှာပြန်ပေါ်လာတဲ့အကြောင်းရင်းကိုမေးမြန်းနေပါသည်ကူဘာပါရာကသူကိုယ်တိုင်လဲဒါကိုမသိလိုက်ကြောင်းနဲ့လမ်းမဲကြီးတစ်ခုကပေါ်လာပြီးသူ့ကိုဆွဲချသွားပြီးတဲ့နောက်ပိုင်းမှာပြစ်ချခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါသည်အဲ့ဒီအချိန်တစ်ဖက်ကနေပြီးတော့အရင်မဲလက်ကြီးတစ်ခုထွက်ပေါ်လာပြီးသူတို့အားလုံးကိုဖုံးအုပ်သွားခဲ့ပါသည်ဒါပေမဲ့ဒီတစ်ခါမှာတော့အရင်မဲကြီးကမျက်နှာတစ်ခုအတွင်ကိုပြောင်းလဲသွားပြီးသူတို့အားလုံးကိုဝါမျိုးချပြစ်လိုက်ပါသည် ဒါကြောင့်အားလုံးလည်းအရေးမဲကြီးရဲ့ပါဇက်သေးကိုပြုတ်ကျသွားခဲ့ကြပါပြီ။အဲဒီနောက်မှာတော့အရေးမဲကြီးကတစ်ဖက်ကိုထွက်သွားပြီး use case တစ်ယောက်သေးကိုပဲပါဇက်သေးကနေပြန်အန်ထုတ်ပေးလိုက်ပါလိမ့်။ပြန်လုံးမြောက်လာတဲ့ use case ကတော့ကြောင်တောင်ဖြစ်နေခဲ့ပါလိမ့်။တစ်ဖက်မှာလည်းပဲဆန်ဆွေကဒါကသူ့တာဝန်ပဲလို့ပြောလိုက်တာကြောင့် Isuki ကမြေကြီးရဲ့ဝင်ကပျောက်ကွယ်သွားခဲ့ပါလိမ့်။ဆန်ဆွေကအနာကိုတိုးကပ်လာချိန်မှာတော့ use scale level ချက်ချင်းခုန်ထွက်သွားခဲ့ပြီးကျန်တဲ့သူတွေဘယ်ရောက်ကုန်ပြီလဲဆိုတာမီးနေခဲ့တာပါ။ဒါကြောင့်ဆန်ဆွေက သူ့မှာ အားလုံးကိုထိခိုက်စေခြင်းနဲ့ရည်ရွယ်ချက်မရှိကြောင်းပြောပြလိုက်ပြီးတယောက်ချင်းတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါသည်။တစ်ဖက်မှာလည်းပဲပြင်းပြင်းထန်ထန်တိုက်ခိုက်လာတဲ့လေနီချန်တွေကြောင့်ဘူတန်တို့ကတုံ့လှုပ်နေပါသည်။ဂန်ခိုင်ကတော့ဒါကဆွမ်းအားကြီးသူတွေရှင်ပြိုင်တဲ့အခါတိုင်းမှာဖြစ်ပေါ်နေကြအရာတွေဖြစ်တဲ့အတွက်စိတ်အေးအေးထားဖို့အတွက်ပြောနေကြတာပါ။ယူစကဲဆိုတာကလည်းပဲသူ့ရဲ့အစွမ်းထက်ဆုံးတပည့်တွေကတယောက်ဖြစ်တဲ့အတွက်ယုံကြည်ထားဖို့အတွက်ပြောလိုက်ပါရီ။တပတ်မှလည်းပဲကိုယ်အမတယောက်မိတ်တုံမိတ်တုံဖြစ်နေတဲ့အမှတ်အသားတွေရဲ့လမ်းကြောင်းအတိုင်းအားလုံးရှိရာစီကိုအပြေးလိုက်လာနေခဲ့ပါရီ။ အဲ့ဒီအချိန်ခူရာမာရုအုပ်စုကတော့ဘာမှမရှိတော့တဲ့လေဟာနယ်ကြီးတစ်ခုထဲမှာလွင်မြောနေပါရီစီမန်းကတော့ဒါကဘာကြီးလဲလို့မေးတဲ့အခါမှာတော့ခူရာမာက subspace ဖြစ်ကြောင်းရှင်းပြလိုက်ပါရီနောက်ပြီးတော့ဒီ subspace ဆိုတဲ့အရာကြီးကိုယူရိုအတူကိုဆိုတဲ့ဂျိုသားယူကိုင်းကောင်ကြီးတွေကချုပ်ကင်ထားကြတာပါသူတို့ရဲ့လုံနိုင်စွမ်းကတော့ subspace ထဲမှာပိမိနေစေခြင်းတဲ့သူတွေကိုပါဇက်ထဲကနေဝါမျိုးချလိုက်တာဖြစ်ပါရီဒါကိုကြတော့ခူရာမာလေးမယုံနိုင်ဖြစ်သွားပါရီအကြောင်းကတော့ဥရာအိုတိုကိုလိုကောင်မျိုးကြီးတွေကိုအခုလိုခိုင်းစေလို့ရအောင်ဘယ်သူမှမလုပ်နိုင်လို့ပါ ။ဒါကြောင့်သူကဒီကောင်လေးကိုထိန်းချုပ်နိုင်တဲ့သူတရားရရှိလိမ့်မယ်လို့သူကကောက်ချက်ချလိုက်ပါရီ။အဲ့ဒီအချိန်မှာပဲတစ်ဖက်ကနေအီဆူကီပေါ်လာပါရီ။သူကဒါကအမှန်ပဲလို့ပြောလိုက်ပြီးဟူရာအိုတိုကိုဆိုတာကသူ့ရဲ့အိမ်မွေးတိရစ္ဆာန်အဆင့်သာသာရှိကြောင်းဆိုလာခဲ့တာပါ။အဲ့ဒီနောက်မှာတော့အီဆူကီကသူ့ရဲ့အကြောင်းကိုစတင်မိတ်ဆက်လာပါရီ။အီဆူကီရဲ့နာမည်အပြည့်စုံကတော့ယာမီနာတဲ့အီဆူကီဖြစ်ပြီးသူကအရေးလက်ဆိုတဲ့ထူးထူးခြားခြားယူကိုင်းဆွမ်းအားကိုပိုင်ဆိုင်သူတူဦးဖြစ်ပါရီ။ အဲ့ဒီအစွမ်းရဲ့အလုပ်လုပ်ပုံကတော့ယူကိုင်းကောင်တွေကိုအသုံးပြုသူထက်အစစ်နိုင်သွားအောင်နဲ့ရင်ပါသွားအောင်ခိုင်းစေနိုင်တာပါဒီအစွမ်းကဘလောက်ပဲကြမ်းတမ်းခက်ထန်ပါရယ်ဆိုရယ်ယူကိုင်းကောင်တွေအပေါ်မှာတော့မှတက်ရောက်မှုရှိပါသည်ဒီလိုအချိန်မှာပဲကူဝါပါရာကတော့သူတို့ကိုငရဲလိုနေရာမျိုးကိုခေါ်လာတဲ့အီဆူကီကိုဒေါသထွက်နေခဲ့ပါသည်သူကအီဆူကီကိုတိုက်ခိုက်ဖို့စိန်ခေါ်ပါပြီအီဆူကီကတော့ဒါကိုကယူမဆိုင်ပါဘူးသူမှအားလုံးကို ထိခိုက်လို့စေတဲ့စိတ်မရှိကြောင်းနဲ့ဆန်ဆွေနဲ့ယူစကဲတို့ကောင်းကောင်းတိုက်ခိုက်လို့ရအောင်သာအကုန်လုံးကိုပါထုတ်လာခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ သူတို့ကတယောက်နဲ့တယောက်ယက်တီချက်ချင်းမတူကြပါဘူး။ဇန်ဆူရဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုအီဆူကီကထောက်ခံအားပေးပါရီ။ဒါကြောင့်မေသူကဇန်ဆူဖြစ်ချင်သမျှအရာအားလုံးကိုဖြည့်ဆည်းပေးခဲ့ပြီးအားနည်းချက်အားသာချက်ရဲ့လို့ဖြူစင်ဝမ်းနည်းမှုအစားရှိတဲ့အရာတွေကိုထပ်တူထမ်းမြခန်းစားပေးခဲ့တာပါ။အထက်တန်းကျောင်းသားရွယ်မာတွေက every you guy လို့ကောင်းမျိုးတွေကိုအမောက်သိမ့်နိုင်ခဲ့တဲ့ဆန်ဆွေရဲ့အရေးချင်းက use ကဲထတာမှပို့ပြီးတော့တာလုံးမာရီဝိညာဉ်ဆောင်တော်တမိုင်းတစ်လျှောက်မှာဆိုရင်ဆန်ဆွေကအသက်ငယ်ဆုံးနဲ့အစွမ်းထက်ဆုံးစီးရင်မှာ ထိတ်ဆုံးကဖြစ်ခဲ့သူတဦးလိုတော့မှတတ်မှတ်လို့ရပါသည်တနေ့မှာတော့သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြပြီးအီဆူဂီတယောက်ရှုံးနေသွားပါသည်ဒါပေမဲ့စိတ်နေသဘောတော့ကောင်းတဲ့ဆန်ဆူရီကထူးဆန်းစွာနေပဲသူ့ကိုမတက်ပြစ်ခဲ့ပဲလူသားဆန်ဆန်တောင်းဆိုမှုတစ်ခုကိုအခွင့်ရေးပေးခဲ့ပါသည်ဒါကြောင့်အီဆူဂီလည်းပဲသူ့အပတ်တိုင်းကြည့်ရှုကျင်သေးတဲ့ဇက်လန်တစ်ပုတ်အကြောင်းတောင်းဆိုလိုက်ချိန်မှာတော့ဇန်ဆွေကရိုးရိုးရှင်းရှင်းပဲသူ့ကိုဆက်ပြီးတော့အသက်ရှင်ခွင့်ပေးလိုက်ပါရီ။ဒါရီယောလုံးကအတိတ်ကဖြစ်ရက်တွေဖြစ်သည့်တိုင်အောင်လို့ကလေးဆန်သလိုဟီးကျင်းစရာလည်းကောင်းလာပြီမေ။အီဆူဂီအတွက်တော့အရန်ကိုတန်ဖိုးရှိလာပါရီ။ ယူကိုင်းနေနင်းသူအထက်တန်းចောင်းသားလေးဆန်ဆွေကသူ့ရဲ့ဘဝမှာပထမဦးဆုံးတွေ့ပြီးတဲ့လူသားဆန်ဆဲဝိညာဉ်ဆောင်တော်တူပါ။ဒါပြင်သူ့မှာအပြစ်ကင်းစင်တဲ့မျက်နှာတစ်ခုကိုပိုင်ဆိုင်ထားပါလိမ့်။စကားဆုံးမှာတော့ခူရာမာကဘရိုမန့်စ်တွေဆန်နေတဲ့အီဆူကီကိုအစိုးရဆုံးနေဖြစ်မလာခင်မှာတားဖို့အတွက်ပြောလိုက်ပါလိမ့်။ဒါပေမဲ့အီဆူကီကတော့လက်မခံဘဲဆန်ဆွေရဲ့ဘဝကိုကာလာရီစိုးချင်နေခဲ့ပါပြီ။လူသားဆန်မှုကြောင့်ပဲပြောင်းလဲလာတဲ့အီဆူကီကိုသူကဒီတိုင်းလေးပဲဆက်ပြီးတော့ရှိစေချင်ခဲ့ပါလိမ့်။ နာကျင်မှုတွေကိုခံစားပြီးအဖြစ်ပြက်တွေကနေတဆင့်သင်ခန်းစာယူပြီးတာမာလာရဲဆန်ဆူရဲ့ပုံစံကသူ့အတွက်အားရစရာကောင်းပါလိမ့်။ဒါကိုကြတော့ကူဝါဝါရာတယောက်ပို့ပေါက်ခွဲသွားပြီးမင်းကဆန်ဆူကိုပို့ပြီးတော့စိုးသွမ်းစေခြင်းနဲ့အကြောင်းရင်းတွေကတခုပဲလို့ပြောလိုက်ပါလိမ့်။အီဆူကီကလည်းဒါကိုကြည်ကြည်နက်နက်ကြီးခံယူနေပါလိမ့်။ဘာလို့လဲဆိုတော့အီဆူကီကသူ့ကိုယ်သူဆန်ဆူရဲ့အရေးတခုလိုမျိုးခံယူထားခဲ့လို့ပါ။သူကအစင်းစင်ပြောင်းလဲပြီးတာမာလာရဲဆန်ဆူရဲ့ပုံစံကိုကြည့်ရတာမျိုးကမှအယံသဘောကျကြောင်းဝန်ခံလိုက်ပါလိမ့်။ ဒါကြောင့်သူကဆန်ဆွေလို့သမ ्या ကိုထောက်ခံဖို့အတွက်ဆုံးဖြတ်လာခဲ့ပြီးအဖက်ဖက်ကနေပြီးတော့ပံ့ပိုးပေးခဲ့တာဖြစ်ပါသည်ခူရမာကတော့လူမိုင်းအားပေးလုပ်နေတဲ့အီဆူကီကိုတပ်ပစ်ချင်နေခဲ့ပါပြီအီဆူကီကလည်းပဲသူ့ကိုလာထိချင်တဲ့ဆိုရင်ဥရာအိုတိုကိုကိုအရင်ဆုံးနိုင်ယူဖို့အတွက်လိုအပ်ကြောင်းပြောပြလိုက်ပါသည်မဆိုင်တဲ့သူတွေကိုကြားကန်တဲ့အဖြစ်အသုံးပြုပြီးကိုယ့်တပ်ကိုကာကွယ်နေတဲ့အီဆူကီဆိုတဲ့မြင်းနိုးလေးရဲ့လောက်ရက်ကအတော်လေးကိုလည်းလှူပေါင်းဝါလွန်လာပါသည်အဲ့ဒီအချိန်မှာအီဆူကီကဥရာအိုတိုကိုရဲ့မျက်လုံးကနေတဆင့်တစ်ဖက်ကတိုက်ပွဲကိုပြသလိုက်ပါသည် ။တစ်ဖက်မှာလည်းပဲ use scale နဲ့ sensor တို့ကတယောက်ကိုတယောက်တတ်မယ်ဖြတ်မယ်ဆိုတဲ့အကြည့်တွေနဲ့ကြည့်နေကြပါလိမ့်။ sensor ကတော့သူ့ရဲ့ဝိညာဉ်ဆောင်တော့အတွေ့အကြုံကိုမျှဝေခြင်းနေခဲ့တာပါ။သူကဝိညာဉ်ဆောင်တော့အလုပ်လုပ်ရင်းနဲ့ပဲလူရီရဲ့စိုးသွမ်းမှုတွေကိုမြင်လာခဲ့ရတယ်လို့ဆိုပါလိမ့်။ဒါကြောင့်သူကိုယ်တိုင်ကယူကိုင်းနေဘက်ကနေရက်တီခဲ့ပြီးလူသားတွေကိုပြန်လဲစားခြေဖို့လုပ်ခဲ့ပါလိမ့်။နောက်ပြီးသူလိုမျိုးတနည်းနည်းမှာကြုံလာနိုင်ရတဲ့အပေါ်သီးခံနိုင်စွမ်းရှိဖို့ use scale ကိုတင် जा ပေးနေတာပါ။အဲဒီနောက်မှာတော့အခုလိုမျိုးဥမင်လိုင်းကောင်းထူးရခြင်းရဲ့အဓိကအကြောင်းရင်းကိုဝင်ခံလာပါလိမ့်။ အဲ့တော့ကတော့သူကလူသားတွေကိုပါဖျက်ဆီးပစ်ချင်တဲ့အပြင်သူ့ရဲ့ပြိုင်ဘက်ဖြစ်လာတဲ့ use case ကိုပါတခါရီအဆုံးသတ်ချင်တာပါ။ဒါကြောင့်သူကအစီအစဉ်တကြားနဲ့ဒီကိစ္စတွေအလုံးရဲ့နောက်ွယ်ကနေတဆင့်ချင်းချုပ်ကန်ခဲ့တာဖြစ်ပါရည်။အာနုနဲ့ကိုဆန်ရှိစတဲ့ညီကိုနှစ်ဦးလုံးရဲ့အရှုံးသတ်တွေရဲ့နောက်ွယ်မှာလေးပဲအစောကြီးကလေးကသူရှိခဲ့ကြောင်းဝန်ခံလိုက်ပါရည်။အဲ့ဒီနောက်မှာတော့သူကအားရပါရရီမောနေချင်း use case တယောက်ပျောက်ကွယ်သွားပြီးသူ့ကိုတစ်ချက်ပိတ်ထိုးပေးလိုက်ပါရည်။မိမိရအထူးခံလိုက်ရတဲ့အခါမှာတော့ဆန်ဆွေတယောက်အတော်လေးနာကျင်သွားပါရည်။ ဒါကြောင့်သူကအလင်းပေါ်လုံးကိုထုတ်သုံးလိုက်ပြီးကံမှုအတွက်လုံနေတာပါ။အဲ့ဒီအချိန်ရန်သူကိုအချိန်မပေးတတ်တဲ့ယူစကဲကတော့ဘောလုံးကိုကံကွေးမပေးချောင်းပြောပြီးတိုးဝင်တိုက်ခိုက်လာပါသည်။သူကတစ်ချက်ပြီးတစ်ချက်ဆိုသလိုဆန်းဆွေကိုလိုက်ထိုးနေခဲ့ပြီးဆန်းဆွေကလည်းပဲဒရန်ဇက်ကိုလက်တစ်ဖက်ထင်းနဲ့ကာပြနေပါသည်။တစ်ချက်မှာတော့ဆန်းဆွေလည်းပဲအနောက်ကိုကံထွက်သွားပြီးအလင်းပေါ်လုံးကိုကံမှုလုပ်ပါသည်။ဒါကြောင့်ယူစကဲကလည်းပဲအပိုင်မဲလို့ဆိုကတိုးဝင်သွားပြီးဆန်ဆွေရဲ့အကွက်ထဲကိုလှလှပပကြီးဝင်သွားပါသည် ဆန်ဆွေကအလင်းဘောလုံးကိုဖျောက်ပစ်လိုက်ပြီးဒိုးဝင်လာတဲ့ use scale ကို6နောက်နဲ့ပိတ်ကန်လိုက်ပါလိ။တခြားထဲနဲ့စုပ်ပြတ်သွားအောင်အကန့်ခံလိုက်ရတဲ့အခါမှာတော့ use scale လဲဒေါသတွေထွက်လာပါလိ။ဒါကြောင့်သူကနောက်တစ်ခေါက်ထပ်မံဒိုးဝင်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဒီတစ်ခါမှာတော့ use scale ကသူ့ရဲ့လက်သီးနဲ့မြေကြီးကိုထိုးခွဲပစ်လိုက်ကာဆန်ဆွေရဲ့မြင်ကွင်းနေပိတ်သွားအောင်လုပ်လိုက်ပါလိ။နောက်ပြီးမိကိုရီဂျားတွေကနေပြန်ထွက်လာခဲ့ကာဆန်ဆွေကိုစတိုက်ပိတ်ထိုးလိုက်ပါလိ။အရှိုက်တဲ့ကြီးကိုအထူးခံလိုက်ရတာဖြစ်တဲ့အတွက်ဆန်ဆွေတရလွင့်ထွက်ပြီးရေကန်လေးကိုပြုတ်ကျသွားပါသည် ခဏကြာမှတော့ဆန်ဆွေကရေထဲကနေပြန်တက်လာခဲ့ပြီဒါပေမဲ့ထူးဆန်းတဲ့ဆန်ဆွေရဲ့ခန္ဓာကိုယ်ပေါ်ကအမာရွက်ကြောင်းအလုံးလေးပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကြပါလိတဖက်မှာလေးပဲ use scale ကထိမ့်လန့်နေခဲ့ကဆန်ဆွေကတော့အရှိကိုဒူလာနေကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိ